သူမမြင်ရဘူးဘူးတဲ့မမြင်ဘူးဘူးနတ်သူတော်ဥဒကတ္တစီဘုသူထံကမှလည်းမကြဘူးဘူးတဲ့အိမ်တာမှထူးခြားတယ်လို့မြတ်စွာဘုရားကိုရှေးဥစွာနှုတ်ဆက်စကားပြောကြနေတာဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကရှင်သာရိပုတ္တရာတို့နှုတ်ဆက်စကားပြောတဲ့နေရာမှာပဲရတ္တန်ရင်ကနေပြီးတော့တပိပိယိတ္တတည်းရဲ့စွန့်ရည်တ္တတည်းလူလူချားမှာပေါ်ပြူလာဖြစ်နေတဲ့ပုံကိုယ်ရှိသေးတယ် အဲ့ဒါဘယ်သူတွေတုံးဆိုမိမိတို့ကိုယ်တိုင်ကြည်နိုင်မြင်နိုင်စွာမရှိတဲ့နတ်ပြည်ရောက်မြတ်စွာဘုရားရဲ့တရင်တွေကိုပို့ပေးနေတာကတော့ဘယ်သူတုံးဆိုရင်ရှမောက်ကလန်နဲ့ဒီရှင်နုရုဒ္ဓတို့ပဲဖြစ်တယ်။အဲ့ဒီရှမောက်ကလန်တို့ရှင်နုရုဒ္ဓတို့ဟာအဲ့ဒီပရိသတ်ရှားမှာအတော်ကိုပေါ်ပြလာဖြစ်တယ်။ဘာဖြစ်လို့တုံးဆိုတကိုးရှင်တကိုးရှင်တွေကအလွန်ပေါ်ပြလာဖြစ်တယ်။ ရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်တို့ဆိုတာ